အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာဥရောပအတွက်အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်တွေမတိကြတော့ကြောင်းခံမှန်းချက်တွေထွက်ပေါ်ခဲ့တာကြောင့်ဥရောပနိုင်ငံတွေဟာကိုပိုင်လုံခြုံရေးအာမခံချက်ပေါ်စစ်အသုံးစိတ်တွေကိုတိုးမြှင့်ဖို့ပြင်ဆင်လာကြတယ်လို့ DW သတင်း website မှာဖော်ပြခဲ့ပါတယ်။ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဖွန်တာလီယန်ကတော့ Euro 800ဘီလီယံတန်မှုရှိ RM Euro အမည်ရှိကာဝေးရေးအသုံးစိတ်တိုးမြှင့်ရေးအစီအစဉ်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ကိုမလ6ရက်မှာပြုလုပ်မယ်။ဥရောပသမဂ္ဂ EU ညီလာခံမှာအဓိကအထားဆွေးနွေးသွားမှာဖြစ်ပါတယ်။မလ2ရက်ကပြင်သစ်သမ္မတမ က်ခရွန်ရဲ့အစည်းအဝေးခေါ်ယူမှုနဲ့လန်ဒန်မှာပြည်ထိုင်ဝန်ကြီးချုပ်ကီယာစတာမာကတပါပတိဖြစ်ကြီးမှုကျင်းပခဲ့တဲ့ဥရောပကောင်ဆောင်၏အစည်းအဝေးပြီးမှအခုအစည်းအဝေးဟာ EU ရဲ့နောက်ဆုံးခေါ်ယူတဲ့အစည်းအဝေးဖြစ်ပါတယ်။အမေရိကန်ဟာယူကရိန်းအတွက်စည်ရေးနဲ့ငွေကြေးအကူအညီတွေဆိုင်းငံ့မှုနဲ့အတူဥရောပအတွက်လုံခြုံရေးကတိကဝတ်မှာလည်းမရေရာတာကြောင့်ဥရောပသမဂ္ဂဟာမိမိကိုယ်ကိုအားကိုးပြီးလုံခြုံရေးကိုတိုးမြှင့်ရမယ့်အခြေအနေကိုရောက်ရှိစေခဲ့ပါတယ်။ဖွန်ဒါလီယန်ဟာအခြေအနေတွေဆိုးရွားနေတာကိုမိမောင်းထိုးပြသဖို့အတွက်ဥရောပကောင်ဆောင်နေတဲ့စာတစောင်းရေးသားပေးဖို့ကြေလို့ပြောပါတယ်။အဲဒီစာထဲမှာဥရောပတိုက်ဟာမ မိမိတို့တသက်မှာတစ်ခါမှမမြင်တွေ့ရဘူးတဲ့ကြီးမားတဲ့အန္တရာယ်ကိုရင်ဆိုင်နေရကြောင်းယူကရိန်းရဲ့အနာဂတ်လွတ်လပ်မှုနဲ့အချုပ်အခြာအာဏာပိုင်မှုဟာဥရောပရဲ့လုံခြုံရေးနဲ့တာယာဝါပြောရေးအတွက်အဓိကကြတယ်လို့យေတာဖော်ပြခဲ့ပါတယ်အခုဆိုပြမဲ့ RM Europe အစီအစဉ်ဟာအတိတ်ကာလကဥရောပအစိုးရတွေအတွက်စီးပွားရေးအကြောင်းပြချက်တွေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုရှင်းချခွင့်ပြုထားတဲ့အခြေအနေကိုရှောင်လင်းနိုင်စေဖို့မျှော်လင့်ထားတယ်လို့ဖွန်ဒါလီယန်ကပြောပါတယ်အဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုတိတိတမ900ခန့်လုံးစီပို့မှုအသုံးပြုမယ်ဆိုရင်လာမယ့်၄နှစ်အတွင်းစစ်ဘက်ဆိုင်ရာယင်းနှိမ့်မြှုပ်နှံမှုအတွက် တွက်ယူရို650ဘီလီယံလီးပါးရှိလာမှာဖြစ်ပြီးဥရောပသမဂ္ဂ EU ဘတ်ဂျက်ကယူရို150ဘီလီယံတန်ကြီးရှိတဲ့ချင်းငွေရန်ရာတစ်ခုကိုလည်းထူထောင်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။